Hi everyone, welcome back to the Skills Cafe. ဒီနေ့မှာ A1 level ကနေ C1 level အထိ10မိနစ်စာ short video လေးတွေကိုနားထောင်ရင်းနဲ့ဒါကိုရေ listening နဲ့ uh speaking skills go free လေ့ကျင့်လို့ရမယ် website လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ website လေးရဲ့နာမည်ကတော့ uh hello english လို့ခေါ်တယ်။နည်းနည်းမြင်သာအောင်သူ့ဘယ်လိုဝင်ရလဲဆိုတော့တစ်ချက်ပြန်ပြပေးပါမယ်။ ဒီမှာ ELLO လို့ရိုက်ချလိုက်ရင် English Listening Lesson Library Online ဆိုတာလေးကိုတွေ့ရနိုင်မယ်။ဆိုတော့အဲ့ဒီတွေကိုကိုကဝင်လိုက်မယ်ဆိုရင်ဒါ A1 level ကနေ Course C1 level အထိ A1 လို့ပြောရင်လုံးဝသူကလေလုံးဝ absolute beginner beginner တက်တောင်သူကပို့ပြီးရတာနည်းနည်း ဟိုကလုတ်သေးတယ်ဆိုတော့အဲကြောင့်ဟိုဒီလိုမျိုးလုံးဝဘာမှနားမလည်ဘူးဆိုတော့သူတွေကနေတော်တော်ဟိုဒီနေ့ advance level အထိကိုအာသင်ခန်းစာတွေအကုန်လုံးကို free ပေးထားတဲ့ website လေးဖြစ်ပါတယ်ဒီမှာ6ရက် level alight အာကိုက အာဒီမှာ level alike သင်ခန်းစာတွေကိုရွေးချယ်ပြီးတော့သင်ယူလို့ရတယ်။ and ဒီမှာသူအနေနဲ့ကတော့သူ category လေးတော့အများကြီးထွက်ထားပေးရပေါ့ here english interview english interview တွေကိုကွာနားထောင်ခြင်းနေလဲဒီမှာသွားလို့ရတယ်။ and ကြွေးကွာဒီတိုင်းဟို general english လို့အရင်ဆုံးသွားခြင်းနေထားပါတော့ oh sorry ကိုယ့်ရဲ့ level က C1 C1 advanced english ဆိုရင်ဒါဒီမှာ video လောလောဆယ်ပြီးထားတာက number 6ကနေ10တိရှိတယ်ကွာတကယ်တမ်းကအများကြီးရှိသေးတယ်ဆိုတော့ကိုကလောလောဆယ်စီဒီတစ်ခုစမ်းပြမယ် video number 7ပေါ့ video number 7မှာဆိုရင်ဒါဒီဟောလေသူကိုကဘယ် level က video ပဲနားထောင် နားထောင် lesson နိုင်မှာဒီလိုမျိုး short video လေးပါတယ်ကိုက video လိုက်မကောင်းလို့မရမရဘူးဆိုရင်လည်းဒီလို audio focus နေတယ်ပြီးထားတယ် and ပြီးတော့ရင်လိုချင်ကွ PDF တွေလည်းဟောဗာလဲအာဒီ worksheet တွေကိုလည်း download download ဆွဲလို့ရတယ်သူပြောထားတဲ့ဟာကိုဒီမှာ script လေးလေးပြီးထားတယ် and script ကိုနားထောင်ပြီးရင်ဒါဒီထဲမှာသူတကယ်သူ့ရဲ့ target phrase လေးတွေဆိုရင်သူကဒီလိုမျိုး blue လေးနဲ့ပြထားပြီးရင်ဆိုရင်ကိုကအဲ့ဒါကိုပြီးသွားပြီဆိုရင်အာဒီ quiz လေးတွေပေါ့တပ်ပြီးဖြည့်ကြည့်လို့ရတယ် and vocabulary တွေဆိုရင် audio မှာ vocabulary practice ဒီလိုမျိုးလေးအများကြီးရှိတယ် and grammar တွေဆိုရင်တခါတည်းဒီလိုမျိုးလေးတွေရှင်းပြထားမျိုးရှိတယ်ဒီဗီဒီယိုမှာတော့ quiz ကဘာမှပါမလာဘူးဆိုတခြားဗီဒီယိုတွေမှာနေဆိုရင်တော့ uh, let's see here yes ဒီမှာဆိုရင်တော့ video quick uh, quickly ပေါ့ဒါအောင်နားထောင်ပြီးကိုဘယ်လောက်နားလေသလဲဆိုတာကို test လုပ်လို့ရမယ် quickly ပါတယ်ဆိုတော့ဒီတဲမှာတစ်ခုတွင်မယ်ဒါသင်ငန်းစာတစ်ခုကိုကိုကကျွန်းဟိုတေချာထဲထဲဝင်ဝင်နားလေပြီးတော့ဟိုကျွမ်းကျင်သားဖို့တလိုအပ်တဲ့သူက resources တွေအကုန်ပေးထားတယ် comprehension test တွေပေးထားတဲ့အတွက်ကြောင့်ဒါဘာမှကိုအများကြီးဘာ AI မှသွားပြီးတော့သုံးပြီးတော့လေကိုပဲ resources တွေဖန်တီးနေစရာမလိုဘူးပေါ့ ready to use ပဲလက်တွေ့သုံးလိုက်ရုံပဲ and ဒါကြတော့ဒါ general english အတွက်ကိုယ်အနေနဲ့ဒါတွေသုံးကြည့်ရင်ဒီလိုမျိုးတွေရတယ်။ဒါအပြင်ကိုကအခုကိုကဒီလိုမျိုး IELTS ဖြည့်ဖို့ပြင်ဆင်နေတဲ့သူအော်ဒါမှမဟုတ်ရင်ကိုကဒီ IG တို့ GED တို့အဲ့တပြင်ဆင်နေတဲ့ကျောင်းသားတွေဆိုရင်ဒီမှာ reading and listening test practice ဆိုတာလေးရှိတယ်။ဆိုတော့ဒါတွေကကျတော့ standardized exam practice အတွက်သူတို့ရည်ရွယ်ပြီးတော့လုပ်ထားပြရဟုတ်တယ်။ဒီမှာပါတဲ့အာဒီတဲ့မှာပါတဲ့ resources လေးတွေကကျတော့ အာဒီသတင်းစာလေးတွေပေါ့ဒီ academic listening test တွေမှာ reading test တွေမှာမြင်ရတဲ့ဒီလိုမျိုး news လေးတွေဒါအတွက်ဖြစ်တဲ့ကြောင့်ဒါကိုကဒီလိုမျိုး reading နဲ့ listening မှာအရင်အားနည်းနေတဲ့အကြောင်းမှတွေဆိုရင်ဒီမှာသွားပြီးလေ့ကျင့်တာလေးတွေကကိုယ့်အတွက်အများကြီးထောက်ကူဖြစ်လိမ့်မယ် the script လေးပေးထားတယ်အာ quiz လေးလည်းတခါတည်းပေးထားတယ်ဒါကကျတော့ reading and oh where is it reading and listening test practice နောက်တစ်ခုကကျတော့ learn academic english ဆိုတာလေးရှိတယ်ဒါကလည်း news ပဲဒါသတင်းစာတွေကိုဒါကိုသူ့အနေနဲ့ဒါ audio file ပါတယ်ပြီးရင် script ကိုဖတ်လို့ရတယ်ဒါတွေက academic english တွေ test တွေမှာ main လေးရှိတယ်အာဒီ resources တွေလေးပဲပေါ့ဒါတွေကကိုကအဲ့လိုမျိုး academic exam တွေအတွက်ပြင်ဆင်ရတဲ့ကျောင်းသားတွေအဲလေ့လာလို့နေတဲ့သူတွေအတွက်ဆိုရင်ဒီ ဟော category လေးတွေကအများကြီးသုံးဝင်မယ်။ကိုက level လိုက်သွားရတာပြင်းနေဆိုရင်လည်းဒီလိုမျိုးကိုသဘောကျတဲ့ topic လေးတွေ like သွားပြီးတော့ learning လုပ်သွားတာလည်းဒါ1 minute english ဆိုပြီးတော့ဒါကိုယ့်ရဲ့သဘောကျတဲ့ title အလိုက်ကိုပဲဒါသူ့ရဲ့ level အလိုက်သူတို့စီမှာသွားပြီးတော့သွားပြီး learning လုပ်လို့ရတယ်။ဆိုတော့ဒီ website လေးကိုအများကြီးသွားပြီးထပ်ပြီးတော့မှွေနောက်ကြည့်ပါ။ဒါကိုအတွက်အများကြီးအာဘယ်လိုရမလဲ။ ဒီမှာဆိုရင်ဒီကိုလက်ရှိပေါ့တင်းတန်းနေပိုင်လက်တက်ဖို့အချိန်ကြီးမအားနေဘူးအာဆိုရင်ဒါဒီ website တွေကနေအာ resources တွေကိုသုံးပြီးတော့ဒါကိုယ့်ရဲ့ language skill ကိုတိုးတက်အောင်အောင်လုပ်လို့ရပါတယ်ဆိုတော့ဒီနေ့ session မြတ်ကိုပြီးချင်တာဖြစ်ပါတယ် and ဒီကအာဒီလိုမျိုးပြရမလဲဒီ free free resources တွေကိုအသုံးပြုပြီးတော့ဒီကိုယ့်ရဲ့ opportunity ဒီဒီကိုဒီရှိနေတဲ့ဘကွေလုပ်ငန်းနဲ့ပတ်သက်လို့အာပညာရေးနဲ့ပတ်သက်လို့အခွင့်အလမ်းတကားတွေကိုလည်းအဖွင့်နိုင်ကြပါစေလို့စီတောင်းပေးပြီးတော့ဒီမှာပဲနှုတ်ဆက်လိုက်ပါတယ် See you